ိုးမုံနဲ့ဒိုးနတ်ဒိုးမုံနိုင်ကြပြီးနှစ်သိန်းရဲ့လီပလာစီမီဖိုင်နယ်ပွဲချိုပရီဗျူးအားလုံးပဲမင်္ဂလာပါတာဒီရဲ့ကြားရွေး channel ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ရပါတယ် MNL League Cup ပွဲတင်ရာအခုဆိုရင်တော့စီမီဖိုင်နယ်ဆင်းကိုရောက်ရှိလို့လာပြီးလဲဖြစ်ပါတယ်မြန်မာပြည်ရဲ့နာမည်ကြီးအသင်းအသင်းဖြစ်တဲ့ရန်ကုန် United နဲ့မန်လေးမြို့ရဲ့နာမည်ကျော်မြို့ကန် club တင်တင်းဖြစ်တဲ့ရန်နာဘုံတင်းတို့ဟာလက်ရှိမှာတော့လီပလာစီမီဖိုင်နယ်ဆင်းမှာထိတိုက်တွေ့ဆုံနေခဲ့ပြီးလဲဖြစ်ပါတယ်ပထမဦးစွာရန်ကုန် United အကြောင်းပြောရရင်ရန်ကုန်ဟာကစားသမားအင်အားရအောင်စုဖွဲ့မှုပိုင်းမှာပါ ရန်အောင်မထတာလုံနေတဲ့အတင်းပါနိုင်ငံသားသားကစားမခွိမှုတွေလှုပ်ဆောင်ထားတဲ့အတင်းကောင်းတင်းဖြစ်ပြီးတော့အရင်လိုပြန်လဲဥမောလာဖို့အတွက်ပြင်ဆင်နေတဲ့အတင်းဖြစ်ပါလိမ့်ဒါပေမဲ့ရန်ကုန်ထွက်ပေါ်နေတဲ့သတင်းတွေရတော့အတင်းတွင်စီမံခန့်ခွဲမှုအလွဲမှားများဖြင့်ပြည်သက်တရတပ်ပြင်းချတန်တရားစိမ့်နဲ့အားပေးနေရတာကိုခံရရတဲ့အနေအထားမျိုးဖြစ်နေပါလိမ့်ဒါပါလို့လဲဆိုတော့ရန်ကုန်ယူနိုက်တက်ရဲ့ဇာမအင်အားအရှိန်ဝါနဲ့ဂုံတရင်းရကြံရှိနေပေမဲ့လက်ရှိမှာ physical တရားခိုင်နှုန်းနဲ့ဆိုမဲ့ damage ကတော့90ခိုင်နှုန်းလောက်ပဲရှိနေရကိုတွေ့ရမှာပါ ရဲနာဘုံဘက်ကိုကြည့်ရရင်ပြည်တွင်းကဇာမားတွေနဲ့သာဖွဲ့စည်းထားပြီးနီးပြအပြောင်းလဲပြုလုပ်ထားတဲ့ရဲနာဘုံဟာစောင့်ကြည့်ရမယ့်အသင်းတွေထဲမှာပါဝင်လာခဲ့ပါတယ်။အရင်ကတော့မြန်မာလီရဲ့ဓာတ်ပြီးတဲ့ကြားကြီးဆိုပေမဲ့ကစားသမားကောင်းတွေရှားပါလာမှုနဲ့အတူပဲအသင်းဟာမန်းတောင်ရေးကိုမကိုနိုင်တာတော်လေးကြာနေခဲ့ပါပြီ။အခုတော့ရဲနာဘုံကနီးပြအသင်းနဲ့အတူလူငယ်လူကြီးပြန်ပြီးတော့သွေးသစ်လောင်းထားတဲ့အသင်းဖြစ်တဲ့ပြင်ပြိုင်ပွဲတစ်ဆောင်မှလည်းရှိလာလိမ့်လဲလှောက်ဝစ်ထားနိုင်တဲ့ခြေစွမ်းကြောင့်ရန်ကုန်ဒုက္ခပေးနိုင်မှာတည်ကြနေပါလိမ့်။ ရေနော်မော်နီနဲ့နိုင်ငံခြားသားကစားမခွေမှုလှုံ့ဆောင်ထားမျိုးမတွေ့ရပါမိ။စိတ်တက်ခံယူချက်နဲ့ကစားကတော့လာမယ့်ဆီမီဖိုင်နယ်ပွဲမှာစောင့်ကြည့်သွားရအောင်ပါ။ရန်ကုန်နိုင်တက်ကတော့ပြိုင်ပွဲတစ်ချောက်ခန်းစစ်ပိုင်းကကြည်လင်မှုရှိတာကိုတွေ့ရပါတယ်။နောက်ပြီးလက်ဝေးစင်စားမတွေပင် foreigner player များစွာခေါ်ထားတာကြောင့် squad ကတော့ရေနော်မော်တက်ဆိုင်ကြီးလာတွေ့ရမှာပါ။ဒါကြောင့်အရန်အားတောင်းတင်းတဲ့ရန်ကုန်နိုင်တက်အနေနဲ့ပြီးခဲ့တဲ့ quarter final ပွဲစဉ်မှာဟန်တာရီကိုဘေးကျုံမတက်ကန်ခဲ့ရတာကိုကြည့်ရင်ရေနော်မော်နဲ့ပွဲမှာလည်းထပ်ပြီးတော့ဘေးကျုံမတက်ယုံသွားအောင်မှာဖြစ်ပါတယ်။ ဟန်တာဝီယိုဂိုးမစင်းကြီးအောင်ကောင်းမှုအကြောင်းပြုပြီးတော့အနိုင်ပိုင်းကဒီစင်းကြီးရောက်လာခဲ့မိရန်ကုန်ယူနိုက်တက်ပရိသတ်တွေကတော့အရင်ကလိုတရားခိုင်နှုန်းမယုံရဲတော့တဲ့အထိအသင်းရဲ့သတင်းချင်းတွေနဲ့ခြေစွမ်းကရေထိုင်းတော့မှအကျွေးငန်းမရတဲ့အနေအထားမျိုးပါဒါကြောင့်ဒီဖလားကိုမဖြစ်မနေယူရမယ့်ဖိအားရှိနေရန်ကုန်နေနဲ့ဒိုးမုတ်ကိုပစိုးစုပ်လို့ဖြစ်အောင်တီးထုံမလားဆိုတာတော့စောင့်ကြည့်သွားမှာဖြစ်ပါလိမ့်ဒိုးမုတ်လို့ခြေစွမ်းနဲ့ခေါ်ကြတဲ့ရေနာမုံကလည်းအကြံကုန်မသွားတဲ့ရန်ကုန်သားတွေကိုဘယ်လိုမျိုးဒုက္ခပေးသွားမလဲဆိုတာစောင့်ကြည့်သွားမှာဖြစ်ပြီးပြီးခဲ့တဲ့ဒဂုံပေါ့အသင်းနဲ့ပွဲမှာလည်းရန်ကုန်ဒီတူပန်နတီနဲ့နိုင်ပိုင်းမျိုးဒီစင်းကိုရောက်လာခဲ့တာပါ နှစ်သိန်းလုံးကလိမ်ဖိုးနဲ့လိမ်မီလေးလိုဖြစ်နေရတော့ငင်းစရာမရှိလို့မြမာပြည်ရဲ့ခြေသားလူမိုင်းမောင်ငဆိုင်နဲ့မောင်ဝင်ဆမ်းပြားတဲ့တုံဝင်ကန်းနာဖြစ်နေကြတာပါတချင်ကမြမာလေးရဲ့ကြည်ကောင်းဆုံးမဟာပြိုင်မဲ့ဒါဗီအသင်းတစ်သင်းဖြစ်ပွဲတွေကိုကြည့်ကြရသလိုဘောင်ချာကျွေးတွေကလည်းချဲဖို့လိုဆက်လို့မကုံနိုင်တဲ့အသင်းတွေပါပဲဘယ်ချိန်တွေ့တွေ့ရေတံမူလာဖနှက်ပြန်လာစသဖြင့်မျိုးစုံကျိုးကုန်ပြီးတော့ကွင်းတွင်ကွင်းပြင်ပြန်ဆိုင်မှုပြင်းထန်ခဲ့တဲ့ဒီနှစ်သင်းဟာလက်ရှိနေသားတော့ဟိုဘက်နှစ်သင်းပွဲစဉ်လောက်တောင်မှလူစိတ်ဝင်စားမှုကရော့နေကြပါတယ် မြန်မာပြည်ဘောလုံးလောကနန်းကြပြင်အသင်းနှစ်သင်းနေနဲ့ဇီမီမာဘသူကအနိုင်ပိုင်းမလို့နောက်တစ်ဆင့်ကိုတယောက်သွားမလဲဆိုတာဇွန်လ23ရက်နေ့ညနေ3နာရီခွဲမှာစတင်ပြီးတော့တွေ့ကြတော့မှာပါဒါကြောင့်ပြည်သက်ကြီးရောက်တရားဖြေကထိုးမုံလားဒိုးနတ်လားဆိုတာကွန်မန်မှာဖြေသွားပေးခဲ့ကြပါဦးကျွန်တော်ကတော့ဒိုးမုံဒိုးနတ်နှစ်ခုလုံးကိုကြိုက်လို့လက်ဆောင်ပေးခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ခုနှစ်အောင်မြောက်စကီလေးခင်ဝိုင်းအိလေးစာတိုင်းပေးပို့လိုက်လို့ရာကြောင်းကိုပြောခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ